ီစင်မှာတရက်နေ့အတွက်နောက်ဆုံးရရှိတဲ့စီရင်သတင်းများကိုတင်ဆက်ပေးပါမယ်ခင်ဗျာပထမဆုံးဂရင်းတပုတ်နေနဲ့မိုးကုံမြို့မှဝုံမိန်မြို့ဘက်သို့ရှိတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA PDF ပူပေါင်းတပ်များကကြားပြတ်တိုက်ခိုက်မှုတရားရင်ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးအတီးပြုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမိုးကုံမြို့မှဝုံမိန်မြို့ဘက်သို့ရှိတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင်တော်လန်ကြီးပူပေါင်းတပ်များကကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လန်ကြီးသတင်းရင်းမြစ်က ြောဆိုပြီးအဆိုပါတည်းမှာမှန်ကန်ကြောင့် KI KI ကို ပြောရေးခွင့်ရှိသူဘုံမူကြီးနော်ဘူးကလည်းအတည်ပြုထားပါတယ်။ယမန်နေ့နိုဝင်ဘာလ30ရက်နေ့ည8:00နာရီအချိန်မိုးကုံမြို့ပတ်မှမုံမိန်မြို့သို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KI KPDF အပါအဝင်တော်လန်ကြီးတပ်များကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအသေးစိတ်အရှိန်အကိုမေးမြန်းနေစေဖြစ်ကြောင်း KI KI ကိုပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကရှင်းပြထားပါတယ်။ နေ့ည၈နာရီဝန်းကျင်မိုးကုတ်ကနေမိုးမိန်မြို့သွားတဲ့လမ်းကြားမှာတိုက်ပွဲဖြစ်သွားတာပါကျွန်တော်တို့လည်းသေးစိတ်မတိရသေးဘူးအဲ့ဒီဘက်ကဖုန်းလိုင်းတွေခတ်တော့တစင်မီတစင်မင်းနေရတယ်အဲ့ဒီတော့မိုးကုတ်မိုးမိန်ကြားလမ်းမှာတိုက်ပွဲဖြစ်နေတာကိုပဲကျွန်တော်တို့ပြောနိုင်တယ်လို့ဘိုးမူကြီးနော်ဘူးကပြောဆိုပါတယ်ဘိုးမူကြီးနော်ဘူးကနိုဝင်ဘာလလဆန်းပိုင်းမှာဆက်သွဲမင်းမြန်ချက်များတွေ DNN နဲ့စုပ်ခွာမဲ့မုံမိန်မြို့မှာ ABSDM နဲ့ PDF တို့ကို KIA ကစစ်ရေးကူညီမယ်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။မုံမိန်မြို့နယ်အတွင်း KIA တပ်ရင်းများရှိပြီး ABSDF PDF တို့နဲ့အတူပူးရဲရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူ နေထိုင်ပြီးအရှိန်ရှာထားကြောင်း KIA အနေဖြင့် DNN နဲ့စုပ်ခွာမဲ့မုံမိန်မြို့နယ်ပတ်သက်၍စစ်ရေးအရဆောင်ရွက်၍မရှိတော့လဲ ABSDM နဲ့ PDF တို့ရဲ့စစ်ရေးလှုပ်ရှားမှုများလှုပ်ဆောင်တာလျှင် KIA ကကူညီသွားမည်ဖြစ်ကြောင်း ဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်မုံမိန်မြို့နယ်ထဲမှာကျွန်တော်တို့ KIA တပ်ရင်း34ရှိတယ် KIA PDF တပ်ပေါင်းစုအတူတူနေတယ်အရှိရှာထားတယ်မုံမိန်မြို့နယ်ပတ်သက်လို့တိတဲ့ KIA ကတော့ဘာမှလုံးဖို့မရှိဘူးဒါပေမဲ့မာမိတ် APSDM နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်လို့ဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်မုံမိန် KIA ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမုံမိန် KIA ပြည်ပေါ်နေတဲ့အခြေအနေများအရမိတို့ပင်ခက်ခဲဖြစ်ကြုံတွေ့စေကမှု ပြည်သူနှင့်တသားရဲ့ရှိနေပြီဖြစ်ကြောင်းအဲ့ဒီအပြင်စစ်ကော်မရှင်လက်အောက်သို့ပကြရောက်စေရန်နဲ့ဒေါ်လန်ရေးအောင်မြင်မှုပန်းနိုင်စီတို့မမြန်သောရောက်ရှိစေရန်ဒေါ်လန်ရေးညီတော်မဟာမိတ်များနဲ့အတူဖူပေါင်းအောင်မြင်မှုရသည့်အထိဆက်လက်ရှိတတ်သွားမည်ဖြစ်ကြောင်းဂရိသစ္စာပြုထားပါတယ်တရားနာနေကအော်တိုဘားလ22ရက်နေ့မှာတရုတ်ရဲ့ဂျားဝင်စိတ်ဆက်မှုနဲ့စစ်တပ်နဲ့အပြစ်ရက်ဆဲလိုက်ပြီးမိုးကုံနဲ့မိုးမိတ်မြို့များမှပြန်လည်ဆုတ်ခွာသွားမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်နေနဲ့ မိုးကုံမြို့ပြည့်အနောက်ပိုင်းသို့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာဖြင့်ဒေါ်လန်ကြီးတပ်များနဲ့တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားစေတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုံမြို့ပြည့်အနောက်ပိုင်းစစ်တပ်ကစစ်ကြောင်းထိုးဝင်လာဖြင့်ဒေါ်လန်ကြီးတပ်များနဲ့တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားကြောင်းမိုးကုံဒေသပြည်သူတို့ချို့နဲ့ဒေါ်လန်ရဲ့တရေမြက်ကပြောဆိုပါတယ်။နိုဝင်ဘာလ29ရက်နေ့နိုဝင်ဘာလ30ရက်နေ့မှာအကြမ်းစစ်တပ်ကမိုးကုံမြို့ထဲသို့ဝင်ရောက်နေရာယူကကြောင အဲ့ဒီအချိန်မှာနိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းများကမိုးကုံမြို့ပြင်နောက်ဘက်ပိုင်းသို့စစ်ကြောင်းများကျုံဝင်လာကြောင်းအဲ့ဒီနေရာများတွင်ဒေါ်လန်ရေးတပ်များကအထိုင်ရှာထားသဖြင့်စစ်တပ်စစ်ကြောင်းနဲ့ဒေါ်လန်ရေးတပ်များကြောင်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။မိုးကုံနောက်ဘက်တောင်ပေါ်ဘက်ကိုစစ်ခွေးတွေကဝင်လာတာမြို့ပြင်မှာဒေါ်လန်ရေးတပ်တွေရှိတဲ့မြို့တွေကနေစုခွာပေးထားတာအဲ့ဒါကိုစစ်ခွေးတွေက မြို့ပြင်အထိခွတ်ပြီးစစ်ကြောင်းထိုးလာတာပါ ဒီထိတ်တွေ့မှုတွေပြီးတော့သူတို့ပြန်ဆုတ်သွားတယ်ပြန်လာနိုင်သေးတယ်လို့တော်လိုင်းကြီးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အော်တိုဘလာ29ရက်နေ့နဲ့အော်တိုဘလာ28ရက်နေ့တို့မှာတရုတ်နိုင်ငံအထူးကုသလေမစ္စတာတိန်ရှိကျွဲရဲ့ဂျာဝယ်ရှေ့ဆက်ညှိနှိုင်းမှုဖြင့်တရုတ်နိုင်ငံကူမင်းမြို့မှာတရန်အနေနဲ့အကြမ်းဖက်စစ်တပ်တို့အပြစ်ကရက်စဲရဲ့မိုးကုံးနဲ့မိုးမိတ်မြို့တို့ကိုပြန်လည်ပေးအပ်ရန်သဘောတူညီခဲ့ကြခြင်းဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုံးမြို့ကိုတရန်အနေနဲ့တပ်ဖွဲ့ကစစ်ကောင်စီထံသို့ပြန်လည်ပေးအပ်သည့်အတိုင်း ်ဝေါ်ကုံမျိုးကိုစစ်ကောင်စီလက်အောက်မကျရောက်စေရန်စွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်းတော်လန်ရေးတပ်များကတင်းထုတ်ပြန်ခဲ့တော်လဲ TNL ကဝေါ်ကုံမျိုးတွင်သည့်စစ်တပ်ကိုခေါ်သွင်းလာခဲ့ခြင်းဖြစ်ပါတယ်ဂျမနီဘောကုံမြို့အနောက်ဘက်သို့စစ်တပ်စစ်ကြောင်းခိုးလာတဲ့ဒေါ်လန်ကြီးတပ်များကအချိန်မီတိရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းကိုရှေ့ဆက်မတိုးလာစေရန်အပြင်းအထန်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။မနေ့ညနေပိုင်းတိုက်ပွဲမှာစစ်တပ်ဘက်ကအထိနာပြီးပြန်ဆုတ်သွားတာသူတို့မြို့တွေကစစ်ကြောင်းထွက်လာခြင်းကြဲက ဒီဘက်ကိုတရင်ရောက်တယ်မိုးကုံမြို့ပြပပလဲမှာဒေါ်လာရေးတက်လို့ရှိနေတယ်လို့မိုးကုံမြို့မှာပြင်းထောက်တရင်ရင်းမြစ်တို့ကပြောဆိုပါတယ်မိုးကုံနဲ့ဝုံမိန်မြို့မှာတရန်တန်တွေကစုတ်ခွာမှုအတွက်တောင်းဒေတာကိုလည်းမြမစစ်တက်ကလေရင်ပြဘုံကျဲချင်းနဲ့ထိုးစစ်စင်တိုက်ခိုက်ရှင်းမြန်ပြုတ်လောက်ရန်ဂရိပြုတ်ထားပါတယ်တစ်တုံညာနှစ်ကိုစစ်စင်ရေးအတွက်တရန်တန်တွေကမိုးကုံဒီဘက်ကြောက်မဲ့နောက်ရှို့မိုင်းလို့မိုင်းကမိုးမိန်နမ်ဆန်နမ်တုံကုတ်ခိုင်နမ်ခမ်နမ်တုံမြို့များဖို့ တိမ်ပိုက်ရရှိခဲ့ပြီးစစ်တကကြောင်းမဲ့နောင်ဆိုတိဘောကိုပြန်လဲတိုက်ခိုက်တိမ်ပိုက်ခဲ့ကတီအန်အန်လေးကဘိုးကုန်းနဲ့ဘိုးမိတ်မျိုးများကိုပါထပ်မံဆွတ်လွတ်မြည်ဖြစ်တော့ကြောင်းမိုင်းလုံးမိုင်းကောနမ်ဆက်ဘန်းတော်ကုတ်ခိုင်နမ်ခမ်နမ်တို့မျိုးများသာတီအန်အန်လေးလက်ထဲမှာကြံရှိတော့မှာပဲဖြစ်ပါတယ်ညောနောက်ဆုံးဒရင်ဘုံမင်းနဲ့ရှင်ပြည်နယ်တို့ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းသုံးခုကိုကုကံတိုက်ခိုက်မှုအရာရှိနဲ့စစ်သားအများပြားကိုရှင်မုံနိုင်ခဲ့ပြီးရှင်တော်လည်ရင်တပ်ဖွဲ့ဝင်ခုနှစ်ဦးကြာဆုံးခဲ့ဆိုတဲ့သတင်းကိုပြန်ဆက်ပေးပါမယ် ရှင်ပြည်နယ်အတွင်းသို့ထိုးစစ်ဆင်လာတဲ့စစ်ကြောင်း၃ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှလက်မျိုးထုတ်အပါအဝင်ဗိုလ်မှူးကြီးစစ်သားများအပြားကိုရှင်မုံနိုင်ခဲ့ပြီးရှင်ဒေါ်လန်ရဲ့တပ်ဖွဲ့ဝင်9ဦးချဆုံးခဲ့ကြောင်း CDF ရှင်ဒေါ်လန်ရဲ့ကဂျမန်နေ့နိုဝင်ဘာလ30ရက်နေ့ကထုတ်ပြန်ထားပါတယ်။ယခုနှစ်မေလဩဂုတ်လတွဲမှာစကိုင်းတိုင်းကလေးမြို့မှာစစ်ကြောင်းထိုးလာတဲ့အင်အား800ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကိုရှင်ပြည်နယ်တပ်ပေါင်းစုနဲ့စစ်ဒေသတစ်မဟာမိတ်အင်အားစုများကခိုင်ခန့်စစ်ကြောင်းကိုတတ်မှတ်က အပြည့်အထက်ကုကံကာဝယ်ခဲ့ပြီးလက်နက်ခဲရန်အချို့ကိုလည်းတိမ့်စီရရှိခဲ့ကြောင်းအဲဒီလိုကုကံတိုက်ခိုက်မှုများအတွေ့တော်လန်ကြီးရဲဘော်၁၂ဦးကြာဆုံးခဲ့ကတရှုဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်စစ်တပ်စစ်ကြောင်းကအပြည့်အထက်စုတ်ခွာသွားခြင်းမရှိဘဲရှင်းပြင်းနဲ့အဝင်၅မိုင်ခန့်တနေရာမှာတက်စကန်အထိုင်ရှာကအင်အားဖြည့်တင်းလျက်ရှိနေကြောင်းသိရှိရပါတယ်စစ်တပ်ကအော်တိုဘာလကုန်းဘိုင်းမှာဆ ảy ၍တိတိမ်မြို့ပေါ်သို့လေကြောင်းဖြင့်စစ်သားအင်အားများ အကျဉ်းချင်းပြန်လဲဖြစ်တင်းကလိုဝင်ပါလာစမ်းပိုင်းမှာရှင်းပြည်နယ်အဝင်ကိုင်းခမ်းဘက်မှတိုင်းငင်းဘက်သို့ UDB စစ်ကြောင်းတစ်ကြောင်းစတင်ထိုးစစ်ဆင်လာကြကြောင်းသိရှိရပါတယ်။အဲဒီနောက်ရက်နှန်းငယ်အတွက်ကိတိတ်မြို့မှတိုင်းငင်းဘက်သို့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းနဲ့ခလေးတောင်ပိုင်းမှဝေပူလာဖလန်မြို့ဘက်သို့ UDB စစ်ကြောင်းတစ်ကြောင်းထပ်မံ၍ထိုးစစ်ဆင်လာကြကြောင်းသိရှိရပါတယ်။ဂျမ်ဘတ်စစ်တပ်ကရှင်းပြည်နယ်အဝင်နေရာဆောင်မှထိုးလာတော့ကြောင်းရှင်းပြည်နယ်တပ်ပေါင်းစုအနေဖြင့်စုဖွဲ့ပြီးခုခံတော်လှန်ရေးအခက်အခဲရှိကြကြောင်း အဲကြောင့်ကိုယ်နေရကိုယ်အဖွဲ့စီအသေးသေးဖြစ်တာခုခံတော်လှန်ကြရင်အင်အားမမျှကတော့ကြောင့်တပြည့်ပြည့်ပြည်သူ့ဘက်တော်သားများရဲ့ထိတ်ရှုပ်နေရများပြန်လည်လက်လွတ်ခဲ့ရကြောင်းသိပေးထားပါတယ်။အဲဒီတိုက်ပွဲအတွင်းတိုင်းငင်ဘက်သို့ဦးတည်၍ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းမှဘုံမှုလှမျိုးထုတ်အပောင်းဝင်စစ်ဗိုလ်များပြားကိုခုခံရှင်မုံနိုင်ပြီးရှင်းပြီးနဲ့ရှင်းလက်အင်အားစုဘက်မှရဲဘော်ခဏဦးမြင့်မြတ်စွာအသက်ပေးခဲ့ရကြောင်းသိရှိရပါတယ်။ယခုချိန်ထိတိုင်ဂျမစစ်တပ်ကိုဆက်လက်ခုခံတော်လှန်နေသေးဖြစ်ပြီး ခီးဆုံးနိုင်ဆက်လက်တိုက်ပွဲဝင်သွားပြီဖြစ်ကြောင်းယခုနှစ်အတွက်ဂျမစစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ပွဲများကိုချင်းပြတော်လိုင်းအင်အားစုများအနေဖြင့်အကြိမ်ကြိမ်ခုခံတော်လှန်ခဲ့ကြောင်း CDF မှအသိပေးထားပါတယ်ခင်ဗျာ